ို့ချင်းဒီကျွန်တော်လေးရိုက်ပြီးွားချင်းပါလို့ဟို musical ကားအောင်ရိုက်ချင်နေပေါ့ပျော်လို့ရိုက်ချင်နေဆိုတာကလေ musical ကားသာရိုက်ရမယ်ဆိုလို့ချင်းတော့ပြောကြကောင်းပါပါဟုတ် I'm sure you do with so I'm sure me todo muy furido toda paisa llena ကဲမဆိုတော့ဘူးဆိုတော့ဘူးဟိုတချို့ဆိုအရင်တော့ပွဲတွေပါလေအဲ့လို ကြံနေပါဆိုလဲလာငါရှိရဲအပျော်နေလောက်နဲ့ဆိုရင်တော့ရတယ်ဒါပေမဲ့ professional လောက်ဆိုရင်တော့ကိုယ့်ကိုအချင်းစို့ယုံကြည်မှုမရှိဘူးတကယ်ချင်းနေရတော့ကောင်းတယ်လို့ပြောတာပဲဟုတ်ဟုတ်ကျွန်တော်ချပြဖို့ရဲတဲ့ချိန်ကြရင်တော့စုပြဟုတ်ဒီချိန်ချင်းပေါ့ကျွန်တော်နည်းနည်းကျင့်လိုက်အောင်ကျင့်လိုက်သိသေးဦးကြောင်ညာလေးကကောင်လေးတို့ကတော့ဒီကြောင်ညာလေးရိုက်မယ်ဆိုပြီးပြောထားကြာပြီပေါ့နော် အဲကျောင်းယောက်တီးလိုက်ရတဲ့အချိန်မှာကျတော့သူကအမှန်တချို့ကျွန်တော်ရိုက်ခုရဲ့ကျောင်းယောက်ရဲ့လိုမဟုတ်ဘူး musical pack သွားတယ်ပေါ့နော်ဆိုတော့တိုက်ရအောင်ပြောကြကောင်းတယ်ဟုတ်ဒီထဲမှာတော့သူကကျောင်းယောက်ပုံစံအရတော့သူကအဲ့လိုအမွေလူကြတဲ့သားသမီးတွေပုံစံအကြောင်းကိုဒီလိုဟို opera ပုံစံမျိုးနဲ့တချင်းနေဆိုပြီးတော့ကပြီးတော့ရိုက်ထားကြတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့တစ်ခါမှလည်းမလုပ်ဘူး လို့ခုတော့ဟိုတချင်းနေပါရေဆိုလို့ရှိရင်လည်းသူကအဲအကယ်ဒမီကိုဒီယာမိုးတို့ကတီးပေးထားတာဆိုတော့အရင်ကောင်းတယ်ဆိုတော့ကျွန်တော်ဆိုလို့ရှိရင်ဒီဂျန်နာလေးရိုက်ပြွေးအချိန်မှာဆိုဟို musical ကားအောင်ရိုက်ချင်တဲ့ပေါ့ပျော်လို့ဒီဂျန်နာလေးမှာကကျွန်တော်တော့တူဦးကျော်သားပေါ့နော်ဒီအမွေဟိုဟာငါလည်းပိုင်ရမယ်ပေါ့နော်ဟိုတူဦးကျော်သားကြီးပဲပိုင်ခွင့်ရှိရယ်ဆိုတော့ပုံစံမျိုးပေါ့နည်းနည်းလေးအဲအတကြီးရယ်ပေါ့လိုချင်တတ်မဲ့စိတ်များရယ်ပေါ့ဒီထဲမှာအကုန်လုံးကအနီခင်မမိုရေးဆိုလဲသူကသမီးကြီးဆုံးဆိုတော့သူကသူလည်းလိုချင်တယ်ပေါ့ အဲဆွီဆိုရင်လည်းသူကသမီးတယောက်ဆိုသူလိုချင်တယ်ပေါ့နောက်ဆုံးတည့်ရမွေးကိုဘယ်သူရသွားမလဲပေါ့အဲအဲ့လိုပုံစံမျိုးလေးနဲ့သွားထားတာပေါ့အဲအရန်ကောင်းတယ်ပေါ့နော်ဒီလိုမျိုးကြော်ညာဆိုတာရှားလဲရှားတယ်ကျွန်တော်တင်ကြော်ညာကလည်း၄မိနစ်လောက်ကြာမယ်တင်တယ်ကြားရပေါ့ဆိုတော့ကျွန်တော်လည်းခုချိန်ကြီးရိုက်ပြီးခဲ့ရမကြည့်ရသေးပါဘူးပရိသတ်တွေအတွက်လည်းအမတ်တရားဖြစ်မဲ့ကြော်ညာတစ်ခုလို့ခံစားရပါသူကတော့စတိုရီလေးတစ်ခုနဲ့သွားထားတာဆိုတော့နည်းနည်းလေးစိတ်တော့ပူတယ်မရိုက်ခင်တော့ဆို ကျွန်တော်တို့ကဒီတချင်းစာသားတွေကိုလိုက်ပြီးတော့ကပြီးတော့စုပြီးတော့တိရစ္ဆာန်ဝါရမယ်ဆိုတော့လေခါမမလုပ်ဘူးဟိုမလုပ်တဲ့ရင်လည်းနည်းနည်းရည်ချင်စရာကြီးဖြစ်သွားမှာလဲစိုးတာအဲ့တော့ဒီမှာကိုအောင်လေးတို့ဖက်ကလည်း acting coach အမတွေပါ၏အဲခေါ်ပြီးတော့ acting မိုင်းအောင်လေးတို့လိုတိုးဖို့ရှော့တေချာညှိပေးရတော့ကြောင့်မလို့တိုက်ကူးရေးမှာလည်းတော်တော်လေးကိုအဆင်ပြေခဲ့ပါတယ်အမတ်တရားကတော့ဟုတ်အဓိကတော့အနီဘဝဝင်းရွှေဦးနဲ့စုံသွားရပေါ့နော်အနီဘဝဝင်းရွှေဆိုတာကဒါကျွန်တော်တို့ဆို ရိုက်ကူးရေးမှာစုံကျင်နေဆိုရင်တော့မှသူကဘာမှတိတ်မရိုက်ကြဘူးလေနော်တိတ်မရိုက်ကြဘူးဆိုတော့အခုလို့ကျွန်ညာမှာစံဝိုင်းအတွက်လည်းရမ်းပျော်ပါတယ်ကျွန်တော်တို့ကတော့ comment ပေးရမယ်ဟိုအနေထားတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဟိုဟိုဘက်အရင်ခေတ်ကတည်းကတရုတ်ဆောင်လာခဲ့တရုတ်ဆောင်ကြီးတွေရဲ့ပုံစံအတိုင်းပဲအရန်နဲ့ဟိုဟိုလိမ္မာပါနဲ့ပြီးတော့ acting လောက်ကအရန်နဲ့တော်ပါခင်ဗျာအချင်းပေါ်မှာစီးမျောမှုအားလားအရန်ကောင်းတယ်လို့ပြောတာအဲအဓိကတော့ဒီ musical ဘိုင်းကို ဟိုကြော်ညာရိုက်ရတဲ့အချိန်မှာရိုက်ကူးရေးတစ်ခုလောက်အပျော်ရွှင်စရာကောင်းနေရပါတော့เนาะဆိုတော့စဉ်းစားမိရဲ့ဒီလာလာလန်းလိုပါလို့ပုံစံမျိုးပေါ့အဲ့လိုမျိုးလေးဒါတကယ်လည်းရိုက်နိုင်မယ် quality ကောင်းနေတယ်ဆိုလို့ရှိရင်အဲဒီ shooting ရတော်တော်ပြောစရာကောင်းမယ်လို့လည်းကျွန်တော်မြင်တယ်ဟိုပြိသက်တွေလည်းဒီမှာနိုင်ငံမှာကျွန်တော်အဲ့လိုစကားမျိုးကလည်းအရန်ရှားတော့တကယ်အခွင့်ရေးရှိရဲ့ဆိုလို့ရှိရင်အများကြီးကြိုးစားကြတယ်ဟာပေါ့ငါပေါ့တခုကြညာလေးတခုတော့မှကျွန်တော်တို့မှနည်းနည်းစိုးရိမ်စိတ်ရှိတယ်ဘယ်လိုလဲဆိုတော့အဲ အော်ပရာလိုပုံစံတရုတ်ဆောင်တဲ့အချိန်မှာကိုကအများကြီးလေ့လာမှုအားရလဲစိုက်ထုတ်ရတယ်ပေါ့နော်။ဘာလို့ဆိုညာချင်းနေပါရလဲအရင်ကောင်းလို့ထားတဲ့အချိန်မှာဟိုကိုကတော့ပုံကြီးကြိုးစားရမှာပေါ့။ကိုယ်လည်းလဲဆိုတဲ့ကိစ္စပေါ့။အဲဆိုရင်ကရင်တရုတ်ဆောင်ရင်ပေါ့။ပုံဆိုရဲဆိုတာကိုကျွန်တော်အတန်စင်နေတော့မဟုတ်ဘူး။ဟုတ်ဟုတ်ဟိုစာသားကိုပဲ like ခံစားပြီးဆိုရတဲ့ပုံစံမျိုးဆိုတာ။ရိုက်ချင်တယ်ခင်ဗျရိုက်ချင်တယ်ဆိုတာကလေ musical ကားသာရိုက်ရမယ်ဆိုလို့ချင်းတော့ပြောကြကောင်းပါပါဟုတ်။အင်းမဆိုတတ်ဘူး။ ဆိုတော့ဘူးဟိုဟာတချို့ဆိုအရင်တော့ပွဲတွေပါရေအဲ့လိုကြံနေပါရေဆိုလဲလာငါရှိရဲအပျော်နေလောက်နဲ့ဆိုရင်တော့ရတယ်ဒါပေမဲ့ professional လောက်ဆိုရင်တော့ကိုယ့်ကိုအချင်းဆိုဘယုံကြည်မှုမရှိဘူးအပျော်နေလောက်နဲ့ပဲရတယ်အဲ့လို professional အဆိုတော်တယောက်လိုမျိုးတော့ကျွန်တော်မရဘူးတန်ခါတော့ရှိတာအဲ့လိုရှိရဲဟုတ်ရှိရဲကိုတော့အဲ့လိုလက်မခံဘူးရှင်းရှင်းစရာကြီးဖြစ်နေပါဆိုတော့ဟုတ်တခါလေကြရင်အဲ့လိုနေဖျားပွဲတို့ပါလို့ဆိုလဲလာငါရရှိရဲဒါပေမဲ့ကျွန်တော် professional line မဟုတ်တော့ ယုံကြည်မှုမရှိရတချင်းဆိုကိုခါလေးကြရင်တော့လဲဆိုပါအိမ်မှာပေါ့တကယ်ချင်းနေရတော့ကောင်းတယ်လို့ပြောတာပေါ့ဟုတ်ဟုတ်ကျွန်တော်ချပြဖို့ရဲတဲ့ချိန်ကြရင်တော့ဆိုပြအဲမချဘူးလောက်ဘူးတပုံးမှလည်းတခါမှမဆိုဘူးပြအောင်လို့ပဲပြိသက်တွေရှိမှဆိုပြစီချင်တာဟုတ်ချိန်ချိန်ပေါ့ကျွန်တော်နည်းနည်းကျင့်လိုက်အောင်ကျင့်လိုက်အဲပြိသက်တွေနဲ့လည်းမဆုံတာလည်းနည်းနည်းကြာပြီပေါ့နော်အခုဒီ interview လေးတွေ့တဲ့ချိန်မှာဆိုလို့ရှိရင်လည်းအဲ စင်စပယ်ဦးကြောင်ညာလေးလည်းလွတ်တော့မှာပေါ့နော်ဆိုတော့ထွက်လာလို့ရှင်အားပေးပါဦးလို့